ခွင့်လန်းချန်နေမှာတစဉ်ခေါ်ယူနေသော လားစာ3သိန်းမှ10သိန်းဝန်းကျင်အလုပ်ကိုင်းများ Golden Brother Group Company Limited မှဝန်ထမ်းများအလုပ်ရှိပါသည်နံပါတ်1 Assistant Admin Manager ကြာတူ Any Graduate အသက်30မှ45ကြာလားစာ8သိန်းမှ10သိန်းကြာနံပါတ်2 Sales Supervisor ကြာတူ Any Graduate အသက်25မှ35နှစ်ကြာလားစာ ၄သိန်းခွဲမှ၆သိန်းကြားနံပါတ်3 promotion supervisor ကြားမှတဦး any graduate အသက်25မှ35ဝန်းကျင်ကြားလစာ၄သိန်းခွဲမှ၆သိန်းကြားနံပါတ်4 maintenance supervisor ကြား2ဦး mechanical engineer အသက်25မှ35နှစ်ကြားလစာ၄သိန်းခွဲမှ၆သိန်းကြားနံပါတ်5 junior account inventory မှတဦး undergraduate အသက်20မှ30ကြား plaza 3သိန်းမှ negotiate နံပါတ်6 junior audit မှတဦး undergraduate အသက်20မှ30ကြား plaza 3သိန်းမှ negotiate နံပါတ်9 procurement executive ကြားမှတဦး undergraduate အသက်20မှ30ကြား plaza 6သိန်းမှ8သိန်းကြားနံပါတ်၈ C driver ကြား2ဦး high school or any graduate အသက်25မှ35နှစ်ကြားလစာ3သိန်းခွဲမှ4သိန်းခွဲကြားနံပါတ်9ဝေးချက်ကြားတူ undergraduate အသက်25နှစ်မှ30နှစ်ကြားလစာ3သိန်းမှ negotiate နံပါတ်10 production staff ကြား10ဦး high school အသက်18မှ30နှစ်ကြားလစာ2သိန်းခွဲနံပါတ်17 logistic helper ကြား10ဦး high school အသက်18မှ30နှစ်ကြားလာစာနှစ်သိန်းခွဲနံပါတ်7ပလင်းထန်းဝန်ထမ်းနေစာကြားဆယ်ဦးတရက်12000အထက်ပေါ်ပြပါဘူးဆရှင်များအတွက် job description အသေးစိတ်ကို Viber phone number 09963 348 0353ကိုရုံးချိန်အတွင်းဆက်သွယ်မိမြန်နိုင်ပါတယ်ရှင် ဖော်ပြမှာပူဆက်ရှင်များအတွက်ရေရှည်လောက်ကိုင်းနိုင်သူဖြစ်ပြီးအရေးချင်းကိုင်းညီသူအလုံးကိုကြည်ရင်ကြည်မှနှွေးထွေးစွာကျူဆိုပါရရှင်။လိပ်စာ အမှတ်195ရေစလာလန်းမြောက်ကလာပါဆက်မှုဆုံးအာဂျန်ပို့ကွန်မြူနီတီရအင်ချက်မြေကျွမ်းကျင်ကြားမတအူကြော့ရကွာရမယ်။လုပ်ငန်းတွေကြောင့်အနည်းဆုံး9နှစ်မှ6နှစ်ရှိသူဖြစ်ရမည်။အသက်35နှစ်အောက်ရှိသူဖြစ်ရမည်။ နေစားငိမ့်နေနိုင်သူဖြစ်ရမည်ပညာရေးချင်းအကန့်အသတ်မရှိပါ လုပ်ငန်းသုံးကားစီစဉ်ပေးမည်ထင်းငွက်ဖြင့်အလုပ်လုပ်နိုင်သူဖြစ်ရမည် salary စေတိန်အပေါင်းကော်မရှင် interview ချက်ချင်းရှိသည်လျှောက်ထားလိုပါက39883111209 Viber သို့ CV form များပေးပို့လျှောက်ထားနိုင်ပါသည် ID teacher ကြားမ5ဦးအလိုရှိသည့် programming or database or network Bachelor degree with Computer Science IT or any graduate with IT related diploma အသက်25နှစ်မှ40ကြာဖြစ်ရမည်စာသင်တွေ့ကြုံ3နှစ်ရှိသူဖြစ်ရမည်သင်ခန်းစာများကိုစာတွေ့လက်တွေ့သင်ကြားနိုင်ရမည် အနည်းဆုံး2နှစ်လုံနိုင်ရမည်အဖွဲ့အစည်းနှင့်ပူးပေါင်းလှုပ်ဆောင်နိုင်ရမည်ညှိနှိုင်းဆောင်ရွက်တတ်ရမည်ပေါင်းသင်းဆက်ဆံရေးပြည့်ပြည့်ရမည်လစာအတွေ့အကြုံနှင့် certificate များပေါ်မူတည်ပြီးညှိနှိုင်းပေးမည်နေရာရန်ကုန်မြို့မင်္ဂလာတောင်ညွတ် လာစာ3သိန်းမှ8သိန်းကြားညီနိုင်ပရက်တပတ်တရက်နှင့်အစိုးရရုံးပရက်များစေးအေဇက်ကတိကြားမှ3ဦးအလိုရှိသည်ဘွဲရစေးနှင့်ပတ်သက်သောအတွေ့အကြုံနှစ်နှစ်ရှိရမည်အင်္ဂလိပ်စာ intermediate level ရှိရမည်အီးမေးလ်ကောင်းမွန်စွာရေးနိုင်ရမည်။ပေါင်းသင်းဆက်ဆံရေးပြပြရမည်။အသင်းအဖွဲ့နှင့်လှုပ်ဆောင်နိုင်ရမည်။လစာ3သိန်းမှ5သိန်းကြား။အပေါင်း allowance အပေါင်း incentive percent ၊နေရာမင်္ဂလာတောင်ညွတ် ပရက်တပတ်တရက်နှင့်အစိုးရရုံးပရက်များ Digital Marketing Executive ဂျာမာသုံးဦးအလိုရှိသည် အထက်တန်းအောင် Marketing လုပ်ငန်းအတွေ့အကြုံအနည်းဆုံး2နှစ်ရှိရမည် Marketing နှင့်ပတ်သက်သောဒီပလိုမာတစ်ခုခုရှိလျင်ပို၍ဦးစားပေးမည် social media marketing လုပ်ငန်းစဉ်များအားကောင်းစွာနားလည်လုပ်ကမ်းနိုင်ရမည်ပြောဆိုဆက်ဆံရေးအထူးကောင်းမွန်သူဖြစ်ရမည်ပေးအပ်သောတာဝန်များအားအချိန်မီလျင်မြန်စွာ လုပ်ကမ်းဆောင်ရွက်နိုင်ရမည် လုပ်ဖို့ကိုင်ဖက်များအပေါ်အပြန်အလှန်လေးစားမှုရှိရမည် အင်္ဂလိပ်စာရေးဖတ်ပြောနားထောင်နိုင်ရမည်ကွန်ပျူတာ email microsoft google zoom အခြေခံစွမ်းရည်ရှိရမည်လာစာအထွေထွေနှင့် certificate များပေါ်မူတည်ပြီးညှိနှိုင်းပေးမည်နေရာရန်ကုန်မြို့မင်္ဂလာတောင်ညလာစာ၄သိန်းမှ၅သိန်းကြားအပေါင်း bonus ညှိနှိုင်းပရက်တပတ်တရက်နှင့်အစိုးရရုံးပရက်များ photoshop ကျွမ်းခြင်း office တက်ကြားမှ၃ဦးအလိုရှိသည် Adobe Photoshop, Illustrator သုံးတက်ရမည်။ Microsoft Office ကျွမ်းကျင်ရမည်။အသစ်အသစ်များကိုသင်ယူလို့ဆက်ရှိရမည်။အသင်းအဖွဲ့နှင့်အလုပ်လုပ်တက်ရမည်။လာစာ2သိန်းခွဲမှ4သိန်းခွဲကြားညီနိုင်။နေရာမင်္ဂလာတောင်ညို့ပိတ်ရက်တပတ်တရက်နှင့်အစိုးရရုံးပိတ်ရက်များကွန်ပျူတာကျွမ်းကျင် Office တက်ကြားမှ9ဦးအလိုရှိသည်ပညာရေးချင်းစေတန်းအောင်ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုတတ်ရမည်အဖွဲ့အစည်းနှင့်အလုပ်လုပ်တတ်ရမည် ်စကားပြောရင်ကြေးရမည်လစာ2သိန်းခွဲမှ3သိန်းခွဲကြားညီနိုင် နေရမင်္ဂလာတောင်ညို့ပရက်တပတ်တရက်နှင့်အစိုးရရှုံးပရက်များစိတ်ဝင်စားသူများ399 900 3985 Viber တို့ CV ဖောင်ပေးပို့ထားနိုင်ပါသည်နောက်ထပ်လည်းဘလို့အလောက်ကိုင်းခွန်လန်းကောင်းတွေတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box လေးထဲမှာ comment လေးမှတ်ခဲ့ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်